ဖလေးရောဂါဆိုင်ရာသွေးနေကင်ဆာဆရာဝန်တဦးအနေနဲ့ကျွန်တို့တွေ့ကြုံရသောအခြေအနေများထဲမှအကြီးမားဆုံးသောအခြေအနေများထဲမှတစ်ခုမှာကလေးများတွင်ဖြစ်ပေါ်သောကိုခံစွမ်းအားချို့တဲ့မှုရောဂါများဖြစ်ပြီးဒီအကြောင်းကိုပြောပြရန်ကျွန်တို့ဒီနေရာကိုရောက်ရှိလာခြင်းဖြစ်သည်မူရကိုခံစွာအချို့တဲမှုယောဂများဆိုသည်မှာကလေးများသည်ကိုခံစွာအမကောင်းခြင်းသို့မဟုတ်ကိုခံစွာအမရှိခြင်းဖြင့်ငွေးဖွာလာပြီးထို့ကြောင့်အကြိမ်ကြိမ်ကူးဆက်ယောဂများကိုရင်ဆိုင်ရလိမ့်ရှိသည် ဒီကလေးတွေဟာဂျင်းဒီတယောဂါတွေနဲ့မွေးဖွားလာပြီးထို့ကြောင့်မွေးဖွားချိန်ကလေးကအချို့ကလေးတွေမှာအချိန်ချင်းဂူးဆက်ယောဂါတွေအတက်အနည်းရှိတဲ့ဂူးဆက်ယောဂါတွေဖြစ်ပေါ်လာနိုင်ပြီးတခါတည်းရန်မှာတာမန်ကလေးတွေနဲ့မတူတဲ့တာမန်ကလေးငယ်တွေနဲ့မတွေ့ရတဲ့ဂူးဆက်ယောဂါတွေဖြစ်ပေါ်လာနိုင်ပါတယ်။ နှဆိုင်နဲ့ကူးဆက်ယောဂါတွေဥပမာအသေးသေးမှာသို့မဟုတ်ကြက်သားထဲမှာဖြစ်ပေါ်တဲ့ကူးဆက်ယောဂါတွေကလေးတွေနဲ့မကြာခဏမတွေ့ရတဲ့ကူးဆက်ယောဂါတွေပါမန်မဟုတ်တဲ့အထက်တတဝါတွေကြောင့်ဖြစ်ပေါ်တဲ့ကူးဆက်ယောဂါတွေဖြစ်ပါတယ်။ဒီအခြေအနေမှာအရေးကြီးတဲ့သမိုင်းကြောင်းတစ်ခုကမိသားစုသမိုင်းကြောင်းမှာမိသားစုထဲမှာအခြားကလေးတယောက်ရှိတယ်ဆိုရင်ဒါမှမဟုတ်မိသားစုတွေကတယောက်ယောက်မှာဒီလိုအခြေအနေတူတူရှိခဲ့ရင်ဒါဟာ primary အမျိုးအစား immunity ချို့တဲ့မှုကိုညွှန်ပြနိုင်ပါတယ်။ Bromery အမျိုးသား immunity ချိုးတက်မှုတွေရဲ့အကြီးမားဆုံးသောသတင်းစကားကသောစီးစွာယောဂါရှာဖွေရဲ့နှစ်သောစီးစွာကျွမ်းကျင်သူစီပို့ဆောင်ရန်ဖြစ်ပါတယ်။ဒီကလေးတွေဟာအချိန်ချင်းကူးစက်ယောဂါတွေနဲ့ပတ်သက်ပြီးအရေးကြီးတဲ့သိဆုံးမှုရှိနိုင်ပြီးသူတို့မှာကူးစက်ယောဂါများများရှိလေ။သူတို့ရဲ့ရလက်ကပူဆိုးလာလိမ့်မယ်။ ဒီမှာကုသမှုကတော့ကုသယောဂကိုအန်တီဘိုင်ယိုတနဲ့ကုသခြင်းကုသယောဂကျွမ်းကျင်သူတွေနဲ့ခလေးယောဂဆရာဝန်တွေနဲ့အတူတင့်လျော်တဲ့အန်တီဘိုင်ယိုတနဲ့ကုသခြင်းပါဝင်ပါတယ်။သို့တော့ဒီခလေးတွေကိုကုသခြင်းရဲ့ရုံးမြင့်အစားထိုးကုသမှုကိုလုပ်ရပါမယ်။ဒီယောဂတွေဟာအစေစဲတွေကနေလာတာပါ။အားတွေဟာမျိုးပီစားဆိုင်ရာဖြစ်ပြီးအစေစဲတွေကိုပြောင်းလဲတဲ့အခါမှာခလေးကိုကုသနိုင်ဖို့အလားအလာရှိပါတယ်။အစေစဲအစားထိုးကုသမှုကတူးခြားတဲ့ လုပ်ငန်းစဉ်ဖြစ်ပြီးကလေးနဲ့တိုက်ညီတဲ့ဒါမှမဟုတ်ဘလားတိုက်ညီတဲ့လှူဒန်းသူကိုရွေးချယ်ရပြီးအဲ့ဒီလူကအစေစဲတွေကိုလှူဒန်းပြီးကလေးကိုကယ်တင်နိုင်ပါတယ်ဒါကြောင့်အစောပိုင်းမှာလွှဲပြောင်းပေးခြင်းအစောပိုင်းမှာယောဂရှာပွေးခြင်းအစောပိုင်းမှာကုသခြင်းကပထမဆုံးအချို့တဲမှုရှိတဲ့ကလေးတွေအတွက်ကောင်းမွန်တဲ့ရလရဖို့အဓိကပါ